င်္ဂလာပါရှင်ရွှေပြည်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မနက်ဖြန်နိုမာလာ၁၄ရက်နေ့အတွက်နောက်ဆုံးရမလို့တာကြွတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အထူးမလို့ဝတာအနေဖြင့်ဘင်္ဂလားပြည်တော်မိုင်းမှာဖြစ်ပေါ်နေတဲ့အထက်လီဝေလာအရှိန်ကြောင့်မြန်မာပြည်မူကြီးရေရှမ်းပြည်အခြေအနေများပါဝင်ထက်ဆစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်။ပထမဆုံးအနေဖြင့်မင်္ဂလာပြည်တော်ချိန်နေနေ မြန်မာနိုင်ငံမိုးရသွန်းနိုင်ခြင်းများကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပြည်တော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အထက်လီပွေလိုင်းရဲ့အကျိုးဆက်အနေနဲ့ယနေ့နိုဘာလ23ရက်နေ့ကြာလာပြီးနေ့ဝလဲညနေပိုင်းနဲ့ညပိုင်းအချိန်များတွင်တင်းနှိုင်တိုင်းဒိုင်းဒေသကြီးမှာမိုးအနှင်းငယ်မှမိုးအတင်းတင့်ထစ်ချုံရနိုင်ကြောင်းခံမှန်းရပါသည်။ကြံပြည်နယ်တိုင်းဒေသများအခြေအနေကြံပြည်နယ်နဲ့တိုင်းဒေသကြီးအများစုမှာတော့တိမ်များပြစ်ထွက်နိုင်ခြင်းမှာပါ မိုးရသွန်းနိုင်မည့်အခြေအနေအတော်နယ်ပါမည်ဟုသုံးသပ်ရပါသည်မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သောအီယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တရင်းတိုင်းတိုင်းတို့တွင်မိုးလယ်ညနေပိုင်းနှင့်ညပိုင်းအချိန်များအတွင်တင်းအထင်အင့်ဖြစ်ထွန်းနိုင်ပါသည် UACC အင်အားကောင်းလာနိုင်ချေအစောပိုင်း UACC သည်အနာဘတ်သို့ဆက်လက်၍လျားပြီးလေးပြားနယ်ရန်ဝင်ဖြစ်အားကောင်းလာနိုင်ကြောင်းလည်းခံမှန်းရပါသည်တင်းတိုင်းတိုင်းမိုးရသွန်းမှုခံမှန်းချက် တနင်္သာရီတိုင်းမြောက်ပိုင်းရှိရေးနှင့်တဝဲမြို့များတွင်ယနေ့နိုဘာလ23ရက်နေ့ပြီးလျင်မိုးရွာသွန်းမှုရပ်တန့်နိုင်ပါသည်။တနင်္သာရီတောင်ပိုင်းရှိမြို့မြို့တွင်နိုဘာလ18ရက်များထိ၎င်းကော့တောင်မြို့တွင်နိုဘာလ25 26ရက်များထိ၎င်းမိုးဆက်လက်ရွာသွန်းနေနိုင်အောင်မည်ဟုခန့်မှန်းရပါသည်။နိုဝင်ဘာလ၏နောက်ဆုံးပတ်တွင်ကပလီပလင်ပြင်၌လေဖျားနှင့်ဆက်တခုစတင်ဖြစ်ပေါ်လာနိုင်ပြီးနောက်ရက်များတွင် အားကောင်းလာကလေဖျားနှင့်ရုံဝင်ဖြစ်သွားရရှိမည်ဟုသုံးသပ်ရပါသည်။ ထိုလီပီယာနေရဝန်သည်နိုမာလာ25ရက်နေ့ခန့်တွင်မင်္ဂလာပလင်အော်အလဲပိုင်းအရောက်၌ဆိုက်ကလုန်းမော်နိုင်းစင်ရအဖြစ်သို့ရောက်ရှိနိုင်ကြောင်းခံမှန်းရပါသည်ဆိုက်ကလုန်းမော်နိုင်းစင်ရသည်တိရီလင်္ကာကိုဖြတ်တန်းကတမီနာဒူးပြည်နယ်တာမိုင်းသို့ဝင်ရောက်သွားမည်ဟုခံမှန်းရပါသည်ဆလပင်းတိုင်ဖွန်းမော်နိုင်းကြီးဖန်ဝင်နောက်ဆုံးရချီနေများကိုတင်ပြပေးပါမည်ယနေ့နိုမာလာ73ရက်နေ့မနက်9:00အချိန်တွင်ရရှိသောနောက်ဆုံးသတင်းများအရတိုင်ဖွန်းမော်နိုင်းကြီးဖန်ဝင်ဤဘိုချက်သည် အိုကီနာဝါကျွန်းစုများစီတို့ရရှိသွားပြီဖြစ်ပါတယ်။သူရရဲမုန်တိုင်းအင်အားပဲရှိ။ကရူပတ်တီအင်အားမပြတ်သေးပဲထိုင်ဝမ်ကိုဆက်လက်လွှမ်းခြုံထားဆဲဖြစ်ပါတယ်။ရင်းမုန်တိုင်းနောက်ဖက်ကရူပတ်တီထိုင်ဝမ်ကိုလေပြင်း65မိုင်ခန့်ဖြင့်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဆလပီမွန်တိုင်းလက်ကျန်မိုးတဲထန်ဆွာရသွင်းချင်းချောင်းမြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားပါမယ်။ ယနေ့7ရက်7လ2025ရက်နေ့နနက်6နာရီခွဲအချိန်ထိတိုင်းတာချက်မြေအခြေအနေကိုတင်ပြပေးလိုက်ပါတယ်။မြေကြီးနားမြေကြီးတလမခန့်ထက်ကြားမိကညနေမှ12နာရီတွင်မြေကြီးနားမြို့ဤမနေ့ကမြေဆုံမှုချိန်37.8ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံမှုချိန်19.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ရည်ကြီးနာမြေသည်ဆွင့်ရည်မှတ်1000စင်တီမီတာသို့ရရှိရန်931စင်တီမီတာပေ30နီမီခန့်အလိုရရှိနေပါသည် ပြည့်အတက်ကြပုံမှန်နေထားခဲ့မှာရှိနေပါမယ်။ပြပြချင်းဆက်လက်ကြဆင်နေပါမယ်။အရာဝတိမြင့်အထက်ပိုင်းမှာမူဟာနိုင်ငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအရာဝတိမြင့်ဆောင်ထက်ပိုင်းမှာနေရာကွက်၍မူဟာသွင်းခြင်းများဆက်တိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အရာဝတိမြင့်အထက်ပိုင်းမိခမြင့်နယ်မိခမြင့်ဝန်ဒေသများမှာဘိုးတိန်တာဖြစ်ထွန်းမှုအားနေငယ်သာရှိနေပါတယ်။ အရာဝတီမြို့တခြားနဲ့ချင်းနှမြို့တခြားမြေကန်းဒီမြင်းနေဒေတာများနဲ့မြင်းလူချင်းများတွင်စိုက်ပျိုးလုပ်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းတွင်းမြေချင်းနေခန်းတီမြေတလမခန့်ထက်ကြားမိကညနေမှ12နာရီတွင်မုံရွာမြေရေနလမခန့်ထက်ကြားမိကညနေမှ12နာရီတွင် ကန်တီဟိုမလင်းဖောင်ပြင်းမျိုးနဲ့မော်လိုက်မျိုးတို့မြေမှာပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။ကလေးဝါမင်းကင်းကနေမျိုးနဲ့မော်ရမျိုးတို့မြေမှာပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။အီယာဝတီမြေကြီးချင်းနေဗမောရှေကူကတာထိချိုက်တပိချင်းမန္တလေးစကိုင်းမြေမှုညာဦးပခုတ်ကူကြောင့်မင်းဘူးမကွေအောင်လန်းပြည်မျိုးနဲ့စိတ်သာမျိုးတို့မြေများပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။သင်္သရာမြေကြီးအတက်ကြမရှိရတဲ့နေပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ ဇလုံမြို့မြင့်ရေအတက်ကြမရှိရတန်းနေပြီယနေ့နေ့လယ်ပိုင်းတွင်ပြလဲကြဆင်းနိုင်ပါသည်အရာဝတီမြင့်မြင့်တမှုကို24နိုင်စောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်ဆက်လက်ပြီးမနက်ဖြန်မှုလို့သာချင်းနေဘလို့ရှိမလဲဘင်္ဂလားပြည်အော်မှာဘာရီဖြစ်နေမလဲဆိုတဲ့အချိန်နဲ့သိစိတ်ကိုကြည့်လိုက်ကြရအောင်2025ခုနှစ်နိုဘာလ23ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရ။ဘင်္ဂလားပြည်အခြေအနေ င်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်အများအပြားသာယာနေပြီးပင်္ဂလာပင်လယ်အော်အလဲပိုင်းတွင်တည်အင်းသိငယ်ဖြစ်ထွန်းကကပ်ပလီပင်လယ်ပြင်နှင့်ကျန်ပင်္ဂလာပင်လယ်အော်တွင်တည်အင်းသိင်းတဲမှတိမ်ထူထန်နေပါသည်။မနက်ဖန်နန္ဒအထိခမန်းချက်တင်းထိုင်တိုင်းဒေသကြီးတွင်နေရာကျဲကျဲနှင့်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရမည်။ရွာရံရံနှုံးပြည့်ဖြစ်ပါသည်။မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအပိုင်းရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအပြားသာယာပြီး ကြံတိုင်းပြည်သားကြီးနဲ့ပြည်နယ်တို့တွင်တင်အသင့်အစ်ဖြစ်ထွန်းနေပါတယ်။နေပြီးတော့အများအားဖြင့်တာယာမြီရန်ကုန်ကဘာအေးတင်အသင့်အစ်ဖြစ်ထွန်းပြီးမန္တလေးအများအားဖြင့်တာယာမြီဘက်ကိုတင်အသင့်အစ်ဖြစ်ထွန်းပြီးမကွေ အများအားဖြင့်တာယာမြီဟုံမလင်းတင်အသင့်အစ်ဖြစ်ထွန်းပြီးမုံရွာအများအားဖြင့်တာယာမြီပသိမ်တင်အသင့်အစ်ဖြစ်ထွန်းပြီးတဝဲနေရာကွက်ချာမှုထစ်ချုံရမြီး ယကြီးနာတင်တင်တင်ဖြစ်ထမည်။လိုက်ကောတင်တင်တင်ဖြစ်ထမည်။ဖက်အန်နေရာကွက်ကြားမုတ်စ်ချုံရမည်။ဟာခာတင်တင်တင်ဖြစ်ထမည်။မော်လမြိုင်နေရာကွက်ကြားမုတ်စ်ချုံရမည်။စစ်တွေ အများအားဖြင့်တာယာမည်။လာရှူအများအားဖြင့်တာယာမည်။တောင်ကြီးတင်တင်တင်ဖြစ်ထမည်။ကျိုင်းတုံတင်တင်တင်ဖြစ်ထမည်။မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေ ။တရင်းတိုင်းတိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သောကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့တွင်ညဘူချင်းများအနေငယ်ရောနေနိုင်ပါသည်။နေပြည်တော်နှင့်ဤတဝိုက်အတွက်မနက်ဖြန်နဲ့အထိခမ်းမန်းချက်အများအားဖြင့်တာယာမီရန်ကုန်မြို့နယ်ဤတဝိုက်အတွက်မနက်ဖြန်နဲ့အထိခမ်းမန်းချက်တင်အသင့်အင့်ဖြစ်ထွန်းမီမန္တလေးမြို့နယ်ဤတဝိုက်အတွက်မနက်ဖြန်နဲ့အထိခမ်းမန်းချက်အများအားဖြင့်တာယာမီနောက်ဆုံးအနေဖြင့်ပင်လယ်ပြင်ခီးသွားများအတွက်မလို့တာခမ်းမန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပင်လယ်ပြင်လှိုင်းတင်တင်ရှိမည် လိုင်းမြင့်မှာမြမကယ်ရန်တရှောင်းနဲ့ကလွန်ပလဲပြင်းတို့တွင်ငါးပေမှခုနှစ်ပေခန့်ရှိနိုင်ပါ रे ရန်ကုန်မှတရင်သားကယ်ရန်တရှောင်းပလဲပြင်းခီးရဲ့အတွက်မလို့သားခံမန်းချက်ယနေ့မွန်တဲမှာနောက်24နာရီအတွင်းခံမန်းချက်မလို့သားချိန်နေနေရာကျဲကျဲမုတ်ထစ်ချုံရမြည်အမြင်တားလေးမိုင်းမူရစင်တမိုင်းခန့်ရေပြင်းလေးအရှိသောမဟုတ်အရှိမြတနိုင်ပလဲမိုင်း90မိုင်းတခါတည်းရ25မိုင်းလိုင်းချိန်နေလိုင်းတင်တဲ့ရှိမြည်လိုင်းမြင့် ငါးပေမှခုနှစ်ပေခန့်ရန်ကုန်မှာရခိုင်ကံရန်တလျှောက်ပလဲပြင်ခီရဲ့ဒွမ်မူလဝတာခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နှစ်အတွင်းခံမှန်းချက်မူလဝတာချင်းနေတင်းတင်းတက်ဖြစ်ထုံးမြင်အမြင့်တာငါးမိုင်ရေပြင်းလေးမြောက်သွမအနာများတနိုင်ပလဲမိုင်း90မိုင်တခါတရ25မိုင်လှိုင်းချင်းနေလှိုင်းတင်းတင်းရှိမြင်လှိုင်းမြင့်ငါးပေမှခုနှစ်ပေခန့်တို့ဖြစ်ပါတယ် နောက်ဆုံးအနေဖြင့်မကွေတိုင်းတို့မလာ73ရက်နေ့မှနိုမလာ78ရက်နေ့ထိမိုးလေဝသအခြေအနေကိုတင်ပြပေးပါမယ်။ပင်လယ်ပြင်များမှာထူခြားသည့်မိုးလေဝသအခြေအနေများတောင်တိုပင်လယ်အရှေ့မြောက်ပိုင်းမှာထိုင်ဝမ်နိုင်ငံဘက်ကိုဦးတည်၍လျားလျက်ရှိသည့်တိုင်ဖွန်းမွန်တိုင်းဖဝင်းသည်နိုမလာ72ရက်နေ့တွင် ထိုင်ဝမ်ကျွန်းကိုဖျက်ချောတိုက်ခတ်ပြီးရနောက်နိုမလာ14ရက်နေ့အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်များပိုင်းတွင် လေပြင်းအားနဲ့ရဝင်းဖြစ်အပြောသွားနိုင်ပါသည် ဘင်္ဂပလင်အနာတာမိုင်သီရိလင်္ကာနိုင်ငံအရှိဘက်မှာနိုဝင်ဘာလ23ရက်နေ့ဝင်ကျင်နိုင်လီပီအာနေရဝင်အချိန်ချင်းဖြစ်ပေါ်နိုင်ပြီးအနောက်ဘက်အိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်နဲ့သီရိလင်္ကာနိုင်ငံဘက်သို့ဥတီရွေလျာနိုင်ကြောင်းတရားပြီးမြန်မာနိုင်ငံပေါ်တက်ရောက်မှုတစုံတရာရှိနိုင်မည်မဟုတ်ပါမကွေတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခံမှချက်မကွေတိုင်းတွင်မှဂန်ကုန်းစောပပခုတ်ကူရေစကြိုးမြိုင်၆နမ်မော မကွေးမြို့မကွေးတိုင်းအလဲပိုင်းတောင်တွင်ကြီးစင်ပောင်းဝဲမင်းဘူးပွင့်ဖြူစေထုတ်တရာစသည့်ခရမြို့နယ်များမှာမူရတနိုင်သည့်အခြေအနေအနေငယ်သာရှိနိုင်ပြီးတနက်အစောပိုင်းအချိန်များတွင်မြူဆိုင်ပြီးနောက်ရရှိတတ်သည့်ညနေမိုးဆက်များရှိသောမူရီချိန်သာရရှိနိုင်ပါသည်ခုနှစ်မူရီချိန်တညသမတက်လက်မှာတလန့်ပါဤ၁၀ပုံတပေါ်အောက်တရားရှိနိုင်ပြီးမိုးအလွန်နေနေနိုင်ပါမည် အပူချိန်လေထိုင်နှုံလေထုဆူထိုင်စာနဲ့လေထုညဉ့်ညံ့မှုအခြေအနေရခိုတပတ်တွင် မကွေးတိုင်းအမြင့်ဆုံးနေ့အပူချိန်38ဒီဂရီစင်တီဂရိတ်နဲ့အနည်းဆုံးညအပူချိန်20ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီးခန်းစားရသည့်အပူချိန်35ဒီဂရီစင်တီဂရိတ်ခန့်ရှိနိုင်ပါသည်ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေရှင် ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်